ဒီကနေ့တမချန်းစာအနေငယ်ဖတ်ပြလိုပါတယ်အဲ့ဒီတမချန်းစာဖရာနှုတ်ကပတ်တော်ကတော့တုတ်တန်ချန်းအခန်းကြီး၈အခန်းငယ်ကတော့22မှ31ထိဖြစ်ပါတယ်ဖတ်ပြမယ်နော်ထရဖရာသည်ရှေးအမှုတော်ကို မပြုတ်မီ ထွက်ကြွတော်မူစကားပင်ငါ့ကိုပိုင်တော်မူ၏မြေကြီးမဖြစ်မီရှေးဥစွာသောကာလ အနန္တကာလမဆ၍ငါသည်ဘိတ်သိက်ခံပြီး နှက်ရှိုင်းသောပင်လည်းမဖြစ်ရေနှင့်ကျွဲဝါသောဆန်းရည်တွင်မဖြစ်မီငါ့ကိုဖြစ်ပွားစေတော်မူ၏တောင်ကြီးမတီတောင်ငယ်မဖြစ်မီမြေကြီးနှင့်လယ်တော်များကိုမဖန်ဆင်းမီအိုးဆုံးသောမြေမုတ်ကိုမျှမဖန်ဆင်းမီငါ့ကိုဖြစ်ပွားစေတော်မူ၏မိုးကောင်းကင်ကိုတီတော်မူသောအခါငါရှိ၏သမုဒ္ဒရာမျက်နာကို ကန့်သက်သောအမှုအထက်မိုးတိမ်ကိုတည်စေသောအမှုနှက်ဆိုင်သောအရ၌စမ်းရည်ပေါတို့ကိုခိုင်ခန့်စေသောအမှု သမုဒ္ဒရာ၌အကန့်အသက်အပိုင်းချောက်ကိုရေမလွမ်းရမိအကြောင်းစီရင်သောအမှု မြေကြီးတိုက်မြင့်တည်စေသောအမှုတို့ကိုပေးစည်းစေသောအခါငါသည်ကြွေးမွေးတော်မူသောတာကဲ့သို့ အထံတော်ပါတွင်နေ၍ အစင်မပြတ်မွေလျော်တော်မူရာဖြစ်၏ရှေတော်၌အစင်မပြတ်ဝမ်းမြောက်လျက်ဖန်ဆင်းတော်မူသောမြေကြီးတစ်ပြင်လုံးတွင်ရွှင်လန်းလျက်လူသားတို့နှင့်ပေါင်းဖော်၍ပျော်ပါလျက်နေ၏ဖတ်ကြားသောနှုတ်ကပတ်တော်အားဖြင့်အယောက်စီတော်ဘုရားရှင်ကောင်းချီးပေးပါစေ